မင်္ဂလာပါရှင်2014ခုနှစ်မေလ21ရက်ဗုဒ္ဓဖူးနေ့ညပိုင်းလွတ်လပ်တဲ့အာရှတန် RFA ရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုအမေရိကန်ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီ။ကျွန်မကခင်ခင်ဤပါ။ RFA ရဲ့အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲနေ9:00နာရီထိတင်ဆက်သွားမှာပါ။ဒီအစီအစဉ်ကိုပဲနောက်တစ်နေ့မနေ့9:00နာရီခွဲမှာတစ်ချိန်နေ့လယ်တနာရီမှာတစ်ချိန်ပြန်လည်ထုတ်လွှင့်ပေးနေတဲ့အကြောင်းသိပေးရပါတယ်။ဒီနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ်ရှင်။ NLD မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့88မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူဖွဲ့စည်းတို့ပူးပေါင်းပြီးဖွဲ့စည်းပုံခြေကဥပဒေပုံမှ436ပြင်ဆင်ရေးတနိုင်ငံလုံးအတိုင်းအတာနဲ့လူမှုလက်မှတ်ရေးထိုးမဲ့လှုပ်ရှားမှုကိုနေပြည်တော်မြို့နယ်၅မြို့နယ်ကနေမေလ29ရက်နေ့မှာစတင်မယ်လို့သိရပါဗျ။မြို့နယ်၅မြို့နယ်မှာတပြိုင်နက်တည်းကောက်ခံမဲ့ဒီလက်မှတ်ရေးထိုးပွဲတွေကိုဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက်ပြီးလက်မှတ်ရေးထိုးမယ်လို့ဥတ္တရတီရီမြို့နယ်အနေဒီလွှတ်တော်ကိုယ်စားလှယ်ဦးမင်းသူကပြောပါဗျ။ နေပြည်တော်အတိုင်းဒေသကြီးအတွင်းကဥတ္တရသီရိပုပ္ပသီရိဇေယသီရိဒခိဏသီရိနဲ့ဇဘူသီရိမြို့နယ်တွေမှာတပြိုင်တည်းလက်မှတ်တွေကိုကောက်ခံသွားမှာဖြစ်ပါတယ်။2008ဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်နဲ့88မြို့ဆက်အဖွဲ့တို့ပူးပေါင်းပြီးပြီးခဲ့တဲ့မေလ18ရက်နေ့ဆက်ရှိရက်တွေကရန်ကုန်နဲ့မန္တလေးမှာလူထုဟောပြောပွဲတွေကျင်းပခဲ့ပါတယ်။ 2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ436ကိုပြင်ဆင်တဲ့ကြောင်းပြည်တော်စုလွတ်တော်ကဖွဲ့စည်းထားတဲ့အခြေခံဥပဒေပြင်ဆင်နိုင်ရေးအကောင်အထည်ဖော်မှုကော်မတီကစုံဖြတ်လိုက်တယ်လို့သတင်းရရှိပါရတယ်။နေပြည်တော်မှာမေလ16ရက်နေ့ကပြုလုပ်တဲ့ကော်မတီစည်းဝေးမှာ2008ဖွဲ့စည်းပုံခြေခံဥပဒေထဲကပြင်ဆင်ဖို့ခက်ခဲနေတဲ့ပုံမှ436ပြင်ဆင်ရေးဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတက်မတော်ကိုဒီမိုကရေစီဘောင်တင်ထက်သွင်းနိုင်ရေးစတာတွေကိုအကြိမ်နဲ့ဆွေးနွေးပြီးနောက်သဘောတူညီချက်တွေရရှိခဲ့တဲ့အကြောင်း ကော်မတီဝင်တဦးဖြစ်တဲ့ကြံ့ခိုင်ပြည်မျိုးရေးပါတီလွှတ်တော်ကိုယ်စားလှယ်ဦးတင်မောင်ဦးကိုကိုးကားပြီး ARD သတင်းဌာနကရေးသားပါတယ်။ကော်မတီကသဘောတူလိုက်ပေမဲ့လွှတ်တော်မှာနောက်ထပ်ဆောင်ရွက်စရာအဆင့်တွေအများကြီးရှိနေသေးတဲ့အတွက်လက်ရှိအတီးပြုတ်ပြောလို့မရနိုင်သေးဘူးလို့ကော်မတီအဖွဲ့ဝင်တဦးဖြစ်တဲ့ NLD မျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကြည်ညွန်းကပြောပါတယ်။အဖွဲ့ဝင်32ဦးပါဝင်တဲ့ဖွဲ့စည်းပုံခြေကံဥပဒေပြင်ဆင်နိုင်ရေးအကောင့်ထယ်ဖို့မှုကော်မတီစည်းဝေးတွေကို လွှတ်တော်စတင်မဲ့မေလ28ရက်နေ့ထိပြုလုပ်သွားမယ်လို့လည်းသိရပါတယ်ရှင်ကချင်ရှမ်းနယ်တအောင်ပလောင်ဒေသတွေမှာဆိုရတက်ကစစ်အင်အားတိုးချဲ့ပြီးထိုးစစ်တွေစစ်ဆင်နေတာကိုရပ်တန့်ပေးဖို့အရက်ဖက်လူမှုအဖွဲ့အစည်း80ကျော်ကဒီကနေ့ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။အဆိုရညီညာရေးလုပ်ငန်းကော်မတီကတိုင်းရင်းသားအဖွဲ့တွေနဲ့ပြစ်ခတ်ရစဲရေးဆွေးနွေးပွဲတွေလုပ်နေပေမဲ့တစ်ချိန်တည်းမှာပဲအဲ့ဒီဒေသတွေမှာအဆိုရတက်ကအင်အားသုံးထိုးစစ်ဆင်နေတယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်။ ငင်းချင်ရေးဖို့ဆောင်ရမှအဓိကကြတဲ့သမရကာကွယ်ရေးဦးစီးချုပ်ငင်းချင်ရေးကော်မတီနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ NCCT တို့အနေနဲ့စစ်ပွဲတွေထပ်မပြေအောင်တာဝန်ယူဆောင်ရွက်ကြဖို့လည်းတောင်းဆိုထားပါတယ်။ဒါ့အပြင်ဗက်မလိုက်တဲ့အပြစ်ခက်ရဆဲရေးစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ကိုအမျိုးသမီးတွေပါဝင်နှစ်ဖက်လုံးကလက်ခံနိုင်မဲ့ရပ်သားတွေနဲ့ဖွဲ့စည်းဖို့လည်းတောင်းဆိုထားပါတယ်။ ဒီကြေညာချက်ကိုကချင်ငင်းချမ်းရေးကွန်ရက်အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံကရင်အမျိုးသမီးအဖွဲ့ရခိုင်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးရှစ်ဆောင်အဖွဲ့စတဲ့ငင်းချမ်းရေးလိုလားတဲ့လူမှုကွန်ရက်နဲ့ရက်ဖက်လူမှုအဖွဲ့အစည်း80ကျော်ပူးပေါင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်တနင်္ဂနွေလုံးပြည့်ခတ်ရက်စဲရီဒုတိယအဆင့်မူချမ်းရရှိဖို့အတွက်ပြည်ထောင်စုငင်းကြဲရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ဖွဲ့စည်းထားတဲ့တနင်္ဂနွေလုံးပြည့်ခတ်ရက်စဲရီဆရာညှိနှိုင်းမှုအဖွဲ့ NCCD တို့ ရန်ကုန်မြို့မြန်မာညီညွတ်ရေးစင်တာမှာဒီကနေ့စတင်ဆွေးနွေးနေကြပါတယ်။ RFA သတင်းတော်ကိုကျော်ထွန်းနိုင်ကတင်ပြထားပါတယ်ရှင်။တနိုင်ငံလုံးပြစ်ခတ်ရစေးလက်မှတ်ရေးထိုးဖို့အတွက်နှစ်ပတ်သဘောတူလက်မှတ်ရေးထိုးမဲ့စာချုပ်တစ်ခုဖြစ်လာအောင်အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုကိုးစားပြုတဲ့ NCCT တို့ဒီကနေ့စတင်ဆွေးနွေးကြတာဖြစ်ပါတယ်။ဒီကနေ့ကတော့ကျွန်တော်တို့ဒီကျွန်တော်တို့ဒီပထမမူကြမ်းထဲမှာရှိတဲ့အခန်းခုနှစ်ခန်းတဲ့အနှစ်ကတော့ကျွန်တော်တို့၃ခန်းလောက်ပေါ့ဒီပါလီလိုပြောလို့ရပါဘူး။ အဲကျွန်တော်တို့အချင်းချင်းပြောမယ်လို့ဆိုတော့ဒီဒီစီးပွဲတာအဲ့ဒါပါပဲကျွန်တော်တို့ဒီပြည်လုံးကိုပြစ်ခတ်ရရှိရဆေးရရှိဖို့အတွက်ဒီမှာမူကြောင်းကိုပြန်လဲသုံးသပ်တယ်ပြင်ဆင်တယ်ရေးဆွဲကြတယ်အတူပေါ့နှစ်ဖက်ကိုယ်စားလှယ်တွေဟာပြီးခဲ့တဲ့ April 5ရက်နေ့ကနေ6ရက်နေ့အထိရန်ကုန်မြို့မြန်မာငြိမ်းချမ်းရေးစံနာမှာဆွေးနွေးခဲ့တော့ကအချက်၅ချက်ပါတဲ့တနိုင်ငံလုံးအပြစ်ခတ်ရဆေးရေးပထမမူကြမ်းတစ်စောင်ကိုထုတ်ပြန်ခဲ့ပါတယ်ဟိုတခါတော့ကသူတို့ကဖက်ဒရယ်မှုကိုလည်းမခံဘူးကူပန်ပြတ်ထန်းခွင့်ဆိုတာမှသုံးပါတယ်လို့ပြောတယ် ိုကကျွန်တော်တို့ဖက်ဒရယ်ဆူတဲ့စကလုံးကိုမတုံးတော့လေကျွန်တော်တို့တိုင်းရင်းသားကဖက်ဒရယ်ဆူတဲ့အဓိပ္ပာယ်ပွင့်ဆိုချက်သုံးခုစလုံးကိုကျွန်တော်တို့ဖက်ဒရယ်ရဲ့အခြေခံမူသုံးခုစလုံးကိုတို့ထည့်ပေးပါတယ်အဒီမိုကရေစီမြို့သားတန်းသူရေးနဲ့ကိုယ်ပိုင်ပြဿနာကိုထည့်တယ်တွေ့တာအင်မတန်မှတူးတက်တဲ့အာတက္ကနာလို့ကျွန်တော်မြင်ပါတယ်တနိုင်ငံလုံးပြည်ခက်ရစေးလက်မှတ်ရေးထိုးနိုင်ဖို့ UPWC နဲ့ NCTT နှစ်ပွဲကတင်ပြထားချက်122ချက်ရှိခဲ့ပြီး အဲ့ဒီတဲက89ချက်ကိုနှစ်ပတ်ကိုယ်စားလှယ်တွေသဘောတူညီပြီးဖြစ်ကြောင်းနဲ့တန်ရှိနေတဲ့45ချက်ကိုသွက်လက်ဆွေးနွေးညှိနှိုင်းမှုကိုပြီးခဲ့တဲ့အစည်းအဝေးမှာသဘောတူခဲ့တယ်လို့လည်းပြည်ထောင်စုငញ្ញမ်းရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကဒီကနေ့ပြောပါတယ်ဒီနေ့စတင်တဲ့ဆွေးနွေးပွဲကိုတမတော်ဘက်ကကိုယ်စားလှယ်ဒုတိယဗိုလ်ချုပ်ကြီးတန်နိုင်ဝင်းတက်ရောက်ခဲ့ပါတယ်ဒီနေရာမှာလည်းအခုလက်ရှိတို့ဆွေးနွေးလက်အရေးထားပါတယ်ဒီကနေ့ဆွေးနွေးတာလည်း

ကျွန်တော်တို့ NCCPD အနေနဲ့အကြေလဲဆွေးနွေးနိုင်မှတတိကောင်းတော်လည်းอ่ะโอเคအဆင်ပြေလောက်ပြီဆိုရင်တော့အလားလားကောင်းတယ်ဒါကြောင့်အစ်ဒီအခက်ခဲကိုလည်းဒီကကောင်းတော်နေနားလဲပြီးတော့ကျွန်တော်တို့အနေနဲ့ဒီတိုင်းသားထိပ်သီးကောင်းတော်တွေကိုပြန်လဲရှင်းပြတဲ့နေရာမှာကျွန်တော်တို့လည်းအကြက်တဲမဖြစ်အောင်ပေါ့နားလဲမှုပေးပြီးတော့တချို့တိုင်းသားကောင်းတော်တွေလိုချင်နေတဲ့အတုံးနှုံးတွေအယူဆတွေလည်းထည့်သွင်းပေးဖို့တော့အပြန်လာမေတ္တာရက်ခံလာရှိတယ်အဲ့ဒီမေတ္တာရက်ခံချက်က ဆင်ပြေတယ်ချုံမောတယ်ဆိုရင်တော့ကျွန်တော်တို့သတ်မှတ်ထားတဲ့ຢາထားတဲ့အချိန်အတိုင်းပေါ့လေသွားနိုင်မယ်လို့တော့ထင်တယ် NCTT ဟာသုံးပြပိုင်ခွင့်မရှိပဲနောက်ဆုံးမူရန်တတောင်ရရှိခဲ့ရင်တော့တိုင်းရင်းသားလက်နက်ကင်အဖွဲ့တွေအားလုံးကခေါင်းဆောင်တွေနဲ့ညီနိုင်ဆွေးနွေးမှုတွေလုပ်ဖို့လိုအပ်မှာဖြစ်ကြောင်းပဒိုစောကွယ်ထူးဝင်းကပြောပါတယ်တနိုင်ငံလုံးပြစ်ခတ်ရစေးကပထမအဆင့်ဖြစ်ပြီးအဲဒီကနေတဆင့်အားလုံးမျှော်မှန်းနေကြတဲ့နိုင်ငံရေးဆွေးနွေးပွဲတွေပြစ်အောင် နှစ်ပတ်ကကြိုးစားသွားကြရမှာဖြစ်ကြောင်းဝန်ကြီးဦးအောင်မင်းကပြောကြားခဲ့ပါတယ်ခင်ဗျာ။ RFA သတင်းတောက်ကိုကြော်ထုတ်နိုင်တင်ပြသွားတာပါရှင်။အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ခေါင်းဆောင်ဒေါက်တာတန်ငိမ်းအသက်86နှစ်ဟာဒီကနေ့မနေ့6နိုင်ခွဲလောက်ကရန်ကုန်မြို့ပင်လုံဆေးရုံကြီးမှာအသည်းကင်ဆာရောဂါနဲ့ကွယ်လွန်သွားပါတယ်။ဆေးဆုပ်ရလက်ထက်မှာနှစ်ရှည်အကျဉ်းချခံခဲ့ရတဲ့ဒေါက်တာတန်ငိမ်းဟာအသည်းကင်ဆာရောဂါကိုထောင်ထဲမှာကတည်းကခံစားခဲ့ရသူဖြစ်ပြီးထောင်ကလွတ်လာပြီးတဲ့နောက်စင်ကာပူနိုင်ငံကို73ကြိမ်လောက်သွားရောက်ကုသခဲ့ရတယ်လို့သိရပါတယ်။ ဒေါက်တာတန်ငိမ့်ဟာ1988ဒီမိုကရေစီရေလှုပ်ရှားမှုမှာပါဝင်ခဲ့ပြီးနောက်1990ရွေးကောက်ပွဲမှာကြောက်တမ်းမြို့နယ်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်အရွေးချယ်ခံခဲ့ရပါတယ်။1998ခုနှစ်မှာစစ်အစိုးရကဖမ်းဆီးထောင်ချခဲ့ပြီးအင်းစိန်ပြည်ပေါင်းတဲ့ပေါင်းတဲ့ထောင်တွေမှာအကျဉ်းချခံခဲ့ရပါတယ်။ 2008ခုနှစ်မှာထောင်ကလွတ်လာပြီးတဲ့နောက်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကိုပါတီမှတ်ပုံတင်ဖို့နဲ့2010ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ဖို့တိုက်တွန်းခဲ့ပါတယ်2010ဇွန်လမှာတော့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကနေထွက်ပြီးမြို့သားဒီမိုကရေစီအင်အားစု NDF ပါတီထူထောင်သူတွေမှာပါဝင်ခဲ့ပါတယ်ဒေါက်တာတန်းကြီးရဲ့ဇာပနာကိုမေလ23ရက်နေ့ရေဝေးသုတ်တံမှာပြုလုပ်မယ်လို့သိရပါဗျာရှင်။ ကွယ်လွန်သူတရင်းစာဆရာကြီးဟန်တာဝရီဦးဝင်းတင်အမှတ်တရရုပ်ထုကြောက်စာတိုင်းကိုမန္တလေးအမရပူရမြို့ကတောင်လေးလုံးကျောင်းတိုင်းမှာဒီကနေ့စိုက်ထူခဲ့ပါတယ်။ RFA ဖွဲ့သားကိုခင်မောင်စိုးမင်းကတင်ပြထားပါတယ်ရှင်။တောင်လေးလုံးကျောင်းတိုင်းဝင်းထဲမှာအဲ့ဒီလိုစိုက်ထူထားတဲ့တရင်းစာဆရာကြီးဟန်တာဝရီဦးဝင်းတင်အမှတ်တရကြောက်စာတိုင်းမှာသူ့ရဲ့အထုပ်ပတ်တိကိုရေးသားထားပါတယ်။ ဒါအပြင်သူ့ကိုဂုံပြူတဲ့ကြပြားတပုတ်ကိုလည်းကျောက်စာတိုင်းမှာထုစစ်ရေးသားထားပါတယ်တပြိုင်နက်တည်းမှာပဲဆရာကြီးဦးဝင်းတင်ကိုရည်စူးပြီးဘန်ကော်ပင်တပင်ကိုလည်းအမှတ်တရစိုက်ကြပါတယ်။ဟုတ်ပါရဲ့။ဟုတ်ပြီရှင်။ဟုတ်ပါရဲ့။ဟုတ်ပါရဲ့။ဟုတ်ပါရဲ့။ဆိုးနေရဆရာမောင်တဲ့လေလူလူပါခင်ဗျာ။ ားလုံးကဆရာဦးဝင်းတင်ဆူတင်ပေးပါတယ်ဆရာဒီဦးဝင်းတင်ဆိုတာကเนาะတို့စာနယ်ဇင်းသမားလည်းဖြစ်တယ်နိုင်ငံရေးသမားလည်းဖြစ်တယ်နိုင်ငံရေးကိုเนาะသေတဲ့အထိအလုပ်လုပ်သွားတဲ့ပုဂ္ဂိုလ်နောက်ပြီးတော့နိုင်ငံရေးကဘယ်အတွက်လုပ်တာလဲဆိုတော့ပြည်သူအတွက်လုပ်တဲ့ပုဂ္ဂိုလ်ဖြစ်အဲ့ဒါကြောင့်မလို့သူဒီလိုပုံကူမျိုးကြီးကကြောက်တိုင်နေတော့ဒိုးတွေနော်မျိုးဆက်တစ်တွေအတွက် နော်အမှတ်တရဖြစ်စီဖို့နော်နောက်လာနောက်သားတွေအတွက်ရှိသင့်ရှိအပ်တဲ့ကြောက်တိုင်မှုလို့တို့တို့ဒါလေးကို ဖွင့်လှစ်ကြတာဖြစ်ပါတယ်အဲ့ဒီနောက်ဆရာကြီးဝင်းတင်အမှတ်တရစာပေစကားဝိုင်းဖွဲ့ကြပါတယ်တို့တို့ဘာလုပ်ကြမလဲစစ်အာဏာရှင်တစ်ဖြစ်လဲလမ်းကြောင်းကိုစစ်မလျှောက်ဖဲလမ်းခွဲတာဘို့ပဲ ဒီခန်းသားမှာဆရာကြီးဝင်းနေရေးသားထားတဲ့စာအုပ်စာတမ်းတွေနဲ့တချိန်ကမန္တလေးမြို့မှာသူဥဆောင်ထုတ်ဝေခဲ့တဲ့အန်တာဝရီသတင်းစာတို့ကိုလည်းပြန်လည်ခင်းကျင်းပြသထားပါဗျာ။ကျွန်တော်စာတကယ်သူတော်စင်ကြီးတယောက်ဖြစ်တဲ့အတွက်တကယ်လို့များတန်မြာနေမယ်ဆိုလို့ရှိရင် ဆရာပြောခဲ့တဲ့ဒီမိုစီဟန်ဒီမိုစီဟန်ဒီမိုစီစိတ်ဓာတ်ကြီးပြန်ပြီးတော့မှနောက်လာမဲ့ခေတ်သစ်လူငယ်တွေကိုပြန်တွင်ပြမှုဆရာလူများမျိုးအများပြန်လာပါကျွန်တော်ပြောချင်ပါတယ်အခုလိုဥဝင်းတင်မတ္တရရုတ်ထုနဲ့ကြောက်စာတိုင်းဖွင့်ပွဲအခမ်းအနားကိုစာပေချစ်မြတ်နိုးသူတွေနဲ့ဥဝင်းတင်ကိုလေးစားချစ်ခင်သူတွေကစူပေါင်းလှုပ်ဆောင်ကြတာဖြစ်ပါတယ်ခင်ဗျာ ကွယ်လွန်သူတင်းစားဆရာကြီးဟန်တာဝရီဦးဝင်းတင်အထိမ့်မှတ်ရုတ်ထုကြောက်စာတိုင်းဖွင့်လှစ်ပွဲအကြောင်း RFA ဖွဲ့သားကုခင်မောင်စုမင်းတင်ပြသွားတာပါရှင်လေဘရောင်းတောင်ကျင်းဒီစီမံကိန်းအကောင့်ထဲပေါ်နေတဲ့ဝမ်ပေါင်းကုမ္ပဏီရဲ့တရုတ်နိုင်ငံသားကုမ္ပဏီဝန်ထမ်း2ဦးကိုဖမ်းဆီးခဲ့တဲ့ဆယ်တဲရွာသား9ဦးကိုစာလင်ကြီးမြို့နယ်ရဲစခန်းကအမှုဖွင့်ထားတယ်လို့သိရပါဗျ။ဆယ်တဲရွာသား9ဦးနဲ့ရဲကားတွေကိုဖျက်ဆီးခဲ့သူတွေကိုလည်းအမှုဖွင့်ထားတယ်လို့စကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရဲမှူးကြီးနေထွန်းကပြောပါဗျ။ ပြီးခဲ့တဲ့မလ16ရက်နေ့ကဆယ်တဲရွာအနီးမှာဝမ်ပေါင်ကုမ္ပဏီကတရုတ်နိုင်ငံသားဝင်တဲ့နှစ်ဦးနဲ့မြန်မာနိုင်ငံသားယာဉ်မောင်းတဦးကိုဆယ်တဲရွာသားတွေကဖမ်းဆီးခဲ့တာပါ။အဲဒီနောက်မြန်မာနိုင်ငံသားယာဉ်မောင်းကိုပြန်လွှတ်ပေးလိုက်ပြီးတရုတ်ဝင်တဲ့နှစ်ဦးကိုတော့မေလ16ရက်နေ့မှာစကိုင်းတိုင်းဒေသကြီးဆိုရအဖွဲ့နဲ့ဆွေးနွေးညှိနှိုင်းပြီးနောက်ပြန်လွှတ်ပေးခဲ့ပါတယ်။ ရွာသားတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေရုံရင်ဆန်ခတ်ဖြစ်ခဲ့တဲ့ဆယ်တဲရွာအနီးကကြောက်ဖြူတဲ့ရွာမှာရဲကားတွေကိုဖျက်ဆီးခဲ့တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီးတန်တရာရှိသူတွေကိုစလင်းကြီးမြို့နယ်ရဲစခန်းကခေါ်ယူစစ်ဆေးသွားမယ်လို့လည်းသိရပါတယ်ရှင်။မကွေးတိုင်းဒေသကြီးမကွေးနဲ့နှမောင်မြို့နယ်တွေအတွင်အကြောင်းမျိုးမျိုးပြပြီးတင်ထားတဲ့လက်မြေအေက2000ကျော်ပြန်လည်ရရှိဖို့အတွက်မကွေးမြို့ကြာကန်ကြီးရွာမှာဒေသခံလက်သမားတွေဒီကနေ့ဆန္ဒပြခဲ့ကြပါတယ်။ လယ်ယာမြေတွေဆုံးရှုံးခဲ့တဲ့အပြင်နစ်နာကြေးပါမရတဲ့အတွက်ဆန္ဒပြတောင်းဆိုတာလို့လယ်သမားတွေကပြောပါတယ်။အဲ့ဒီလယ်ယာမြေအေက2000ကျော်မကွေးနှက်မောက်ရထားလမ်းစီမံကိန်းမကွေးလေရင်ကွင်းစီမံကိန်းရွှေတဘာဝတန်ွေပိုက်လိုင်းစီမံကိန်းဖြတ်မဲ့လမ်းကြောင်းနဲ့မကွေးမြို့လေးတဲ့စခန်းဌာနချုပ်အတွက်ဆိုပြီးတင်ယူခဲ့တာလို့ဆိုပါတယ်။ဒီနေ့ဆန္ဒပြပွဲမှာမကွေးနဲ့နှက်မောက်မြို့နယ်က ကြာကန်ကြီးတလုံးလိတ်ကန်ညောင်ကန်ရွာတိကြီးကန်လှစတဲ့ကြီးရွာပေါင်း16ရွာကလယ်သမားတွေပူးပေါင်းပါဝင်ခဲ့ကြတယ်လို့သိရပါတယ်ရှင်။ရခိုင်ပြည်နယ်မုံတော်နယ်စပ်မှာဘင်္ဂလားဒေ့ရှ်အခြေစိုက်ရိုဟင်ဂျာသွေးစည်းညီညွတ်ရေး RSO အကြံဖွဲ့အဖွဲ့ကမြန်မာနယ်ခြားဆောင်ရက်တက်ဖွဲ့ကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ဆွေးနွေးဖို့စီစဉ်နေတယ်လို့သိရပါတယ်။ RSO အဖွဲ့ရဲ့တိုက်ခိုက်မှုဟာဘူးတီတောင်မောင်နှုံဒေသမှာရှိတဲ့ဘင်္ဂလီတွေကြားမှာအစွန်းရောက်ယူဝါဒတွေမြင့်တက်လာတာနဲ့ချိန်ကပ်ပြီးလှုပ်ဆောင်တဲ့သဘောဖြစ်တယ်လို့သမရရဲ့ပြောရေးဆိုခွင့်ရှိသူပြန်ကြားရေးဒုတိယဝန်ကြီးဦးရထွတ်က RFA ကိုပြောပါရယ်ပြည်ရဲမေလ16ရက်နေ့မနေ့ပိုင်းကမောင်တော်နယ်ဆက်မိုင်းတိုင်းအမှတ်52အနီးမှာ RSO လို့ခေါ်တဲ့ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ကတိုက်ခိုက်ခဲ့တဲ့အတွက်မြန်မာရဲတပ်သား၄ဦးသေဆုံးခဲ့ပါတယ်။ မေလ23ရက်နေ့ရလဲ RSO လက်နက်ကင်10ဦးနဲ့မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီးမြန်မာတပ်ဖွဲ့ဘက်ကထိခိုက်မှုမရှိဘဲ RSO အကြမ်းဖက်အဖွဲ့ကတဦးသေဆုံးတဦးထဏ်ရာရသွားခဲ့တယ်လို့သိရပါတယ်ရှင်။ဒီညအတွက်သတင်းကဏ္ဍကိုဒီညနဲ့ရန်နာခွင့်ပြုပါ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။မကြာခင်မိနစ်ပိုင်းတွင်မှာပဲသတင်းဆောင်မတွေကိုဆက်လက်ပြီးတင်ဆက်ပေးမှာပါ။ ကျမတို့ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ၉နာရီထိညစဉ်ထုတ်လွှင့်ပေးနေပါတယ်။ဝေဖန်ကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါရရှင်။ FA ရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါအခုတွဲဆုံမြင်းမြန်းချက်တွေသတင်းဆောင်မတွေကိုဇက်တိုက်ထုတ်လွှင့်ပေးမှာပါ2008ဖွဲ့စည်းပုံခြေခံဥပဒေကိုမပြင်ဆင်ဘဲဒီအတိုင်းဆက်သွားမယ်ဆိုရင်စစ်မှန်တဲ့ Federal ပြည်ထောင်စုနိုင်ငံဖြစ်လာမှာမဟုတ်ဘူးလို့88မျိုးဆက်ចောင်းသားလှုပ်ရှားမှုခေါင်းဆောင်တူဖြစ်တဲ့ကိုမင်းဇေယျကပြောလိုက်ပါတယ် American ပြည်ထောင်စုကိုခေတ္တရောက်ရှိနေတဲ့ကိုမင်းဇေယျကို Washington DC RFA ရုံးချုပ်မှာကိုချော်ချော်အောင်ကတွဲဆုံမြင်းမြန်းထားပါတယ်ရှင်ဦးမင်းဇေယျမင်္ဂလာပါခင်ဗျာမင်္ဂလာပါဟုတ်ကဲ့ပါ อเมริกาရဲ့ပထမဆုံးဒီခီးစဉ်အကြောင်းပေါ့လေစပြောပြပါလားခင်ဗျာအဲကျွန်တော်ဒီတစ်ခေါက်လာတဲ့အမေရိကခီးစဉ်အဓိကယူရချက်နှစ်ချက်ပေါ့နော်ပထမချက်ကကျွန်တော်တို့ဒီ UNESCO UNESCO ကလုပ်တဲ့ကုလသမဂ္ဂညီလာခံပေါ့နော်ဟိုလူမျိုးစုရေးရာနော်နှစ်စဉ်ချင်းပါတဲ့ဟိုညီလာခံ၆ကြိမ်မြောက်ညီလာခံမှာဒီလူမျိုးစုအရေးနဲ့ပတ်သက်ပြီးတင်ပြဖို့အတွက်အဲ့ဒါကိုလာတဲ့ပထမယူရချက်ပေါ့နော်ဒုတိယယူရချက်ကအမေရိကနိုင်ငံအတွင်းမှာရှိတဲ့မွန် community နဲ့တွေ့ဆုံမှုအဲ့ဒီယူရချက်နဲ့အမေရိကနိုင်ငံကိုလာ ဆိုတော့ဘယ်သူတွေနဲ့တွေ့ပြီးပြီလဲခင်ဗျာဘာအစီအစဉ်တွေရှိသေးလဲထူးခြားအနေနဲ့ပေါ့လေအဲလောလောဆယ်ကတော့ကျွန်တော်ကပြီးခဲ့တဲ့နှစ်ရက်လောက်ကမှ UN ကြီးလာခံပြီးွားတာကိုအဲ့တော့ UN ကြီးလာခံမှာပဲတပတ်လောက်ကြာွားတယ်ဆိုတော့အခုမှခီးစဉ်ကစတာဆိုတော့အခုမှနှစ်နေရာပဲရောက်သေးတယ်ထူးသဖြင့်ပေါ့လေပုံမှန်436ပြင်မဲ့ကိစ္စရယ်နောက်88နဲ့ NLD ပူးပေါင်းနေတဲ့အခြေအနေလေးတွေပေါ့ဘယ်လိုကနေဘယ်လိုပူးပေါင်းဖြစ်သွားတာလဲတကယ်တော့ကျွန်တော်မြန်မာနိုင်ငံကိုဒီမိုဆီနိုင်ငံတိဆောက်တော့မယ်ဆိုရင်လောက်ရှိဖွဲ့စည်းပုံတွေကဘယ်လိုမှမဖြစ်နိုင်ဘူး ဘလို့မှလည်းဒီနောက်ဆက်ပတ်စည်းပုံကြီးဆက်သွားလို့မင်းရအောင်ဒါအောင်ကျွန်တော်ကအမြင်နဲ့ပြောတယ်ဟိုပွပွလင်းပြောအောင်ဆိုနောက်ဆက်ပတ်စည်းပုံကျွန်တော်တို့လုံးဝမထောက်ခံဘူးကန့်ကွက်တယ်ဆိုတာကျွန်တော်ပွလင်းပြောတယ်အဲ့လိုပြောလို့ကျွန်တော်ထောင်ချခဲ့တာပေါ့နော်ထောင်ချခဲ့တယ်သို့တော့အခုတည်းလည်းဒီဒီသဘောထားပဲဘာဖြစ်လို့ကျွန်တော်နောက်ဆက်ပတ်စည်းပုံကိုဆက်ညင်ရလဲဆိုတော့ ျွန်တော်ခုနပြောသလိုပေါ့နော်ကျွန်တော်တို့မြန်မာပြည်သူလိုလားတာကဒီလိုစီနိုင်ရလေဒီတော့လည်းကျွန်တော်တို့နှစ်ပေါင်းများစွာတက်သူချိုးတွေအများကြီးပြင်ဆက်ပြီးတော့ကျွန်တော်တို့ရုံးငံကြတာကိုဒါမဲ့ဒီကိစ္စကသူတို့ရေးဆွဲပြီးတော့သူတို့မတရားသဖြင့်အတူပြတ်ထန်းခဲ့တာတောက်စီပစီပုံကြီးဟာဒီမိုကရေစီစံနယ်ပဲကြီးကြီးလူခွင့်ရေးစံနယ်ပဲကြီးကြီးဘလို့မှဟိုလက်ညှိုးညီဒီမိုမရှိဘူးအဲ့တော့အကဲစားတောက်စီပစီပုံနဲ့တွားနေမယ်ဆိုရင်ကျွန်တော်မြန်မာနိုင်ငံနဲ့ကျွန်တော်မြန်မာပြည်သူတွေမျှော်လင့်တဲ့ဒီမိုကရေစီနိုင်ငံနော်တော့ပဲစစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံဘလို့မှမဖြစ်နိုင်ဘူး ဒါကအခြေခံကျွန်တို့ရဲ့နားဟိုလည်းနားလည်းခံယူမှုပေါ့ဒါကြောင့်ကျွန်တော်လက်ရှိချိန်မှာလည်းမြန်မာနိုင်ငံကိုဒီကုစနိုင်ငံတိဆောက်မယ်ဆိုရင်အဓိကပြဿနာဖြစ်တဲ့တောက်ဆစ်ဖွဲ့စည်းပုံကိုနော်တကယ်ဒီကုစနိုင်ငံဖြစ်အောင်ပြုပြင်ပြောင်းလဲမှသာလေကျွန်တော်မြန်မာနိုင်ငံဟာဒီကုစနိုင်ငံဖြစ်မယ်ဆိုယုံကြည်မှုနဲ့ကျွန်တော်ကတကယ်ဟိုနိုင်ငံရဲ့ပြဿနာရဲ့အဓိကအကျဆုံးပြဿနာပေါ့နော်ဒီတောက်ဆစ်ဖွဲ့စည်းပုံချိန်ခံမှုတွေကိုပြုပြင်ပြောင်းလဲရေးဆိုတဲ့ဒီဆောင်ဖို့ဒီခံယူချက်နဲ့ကျွန်တော်ဒါမျိုးသားရေးတာဝန်တက်တယ်ကျွန်တော်လှုပ်ရှားနေတာ ဒေါင်းဆန်းစုကြည်ရဲ့အဆိုအရတော့ဒီပုံမှန်436အပါဝင်အခြေခံဥပဒေကိုပြင်ဖို့ကိစ္စမှာဒီလွတ်တော်တွင်းရပဲပြင်သွားမယ်လို့ပြောထားတာရှိပါတယ်တကယ်လို့အဲရီမန်းထားတဲ့အတိုင်းလွတ်တော်တွေကမပြင်းနိုင်ဘူးဆိုရင်ရောဘလို့အခြေအနေတွေဖြစ်လာနိုင်တယ်လဲဘလို့တွေဆက်လုပ်သွားဖို့ရှိတယ်ဆိုတော့ပြသိပြရတယ်ဥပဒေသဘောရပြောရမယ်ဆိုရင်ဥပဒေတစ်ခုကိုပြဋ္ဌာန်းမယ်ဒါမှမဟုတ်ပြင်ဆင်မယ်ဖြစ်ဆွတ်မယ်ဆိုရင်လွတ်တော်ကပဲလွတ်ပိုင်ခွင့်ရှိတာပေါ့နော်ဒါကြောင့်လေအဓိကကဟိုဘယ်ဥပဒေကိုမဆို ပြင်ဆင်တော့မယ်ဆိုလွှတ်တော့လုပ်ပေးရမယ်။ Okay ။ဒါကတော့ကျွန်တော်ဥပဒေသဘောကကျွန်တော်နားလည်တယ်။ဒါပေမဲ့လက်ရှိကျွန်တော်နိုင်ငံမှာဖြစ်ပေါ်နေတဲ့ဥပဒေအနေထားအရရောနိုင်ငံရေးအနေထားအရရောဟာဒီတော့ရှိဖွဲ့စည်းပုံကိုလွှတ်တော်ကပဲပြင်မယ်ဆိုရင်မဖြစ်နိုင်ဘူးလို့ကျွန်တော်ပြည်သူအများစုကယုံကြည်လက်ခံထားတယ်။ဘာဖြစ်လို့ဆိုတော့ဒီလက်ရှိပြည်တော်စုလွှတ်တော်မှာကြီးစိုးနေတဲ့လွှမ်းမိုးနေတဲ့ဒီခိုင်ဖြိုးပါတီကိုယ်တိုင်ကရေးဆွဲပြီးတော့တပိဋကတော်နောက်ဆက်ဖွဲ့စည်းပုံဖြစ်နေတဲ့ခါကျတော့ဒီဖွဲ့နောက်ဆက်ဖွဲ့စည်းပုံကိုပြည်သူတွေအလိုရ ပြပြပြောင်းလဲဖို့ဆိုတာကဒီပြည်သူလွတ်တော်ပြည်တော်စုလွတ်တော်မှာလွှမ်းမိုးတာတဲ့နော်ဒီပြည်ခိုင်ဖြိုးတွေရဲ့ဒီမဲပါရီသဘောထားပေါ်မှာကျွန်တော်ကြော်လောက်လို့ကြော်လွှားလို့မရဘူးဟိုပုပ်ပလင်းပြောရမှာဆိုအခုချိန်မှာပြည်ခိုင်ဖြိုးပါတီကအဆိုပြုပြီးတော့ပြည်ခိုင်ဖြိုးပါတီကလုပ်နေတဲ့လွှတ်တော်တွေဖွဲ့စည်းပုံချေခံမှုတွေပြည်စည်းရေးဆိုတာရှိတယ်ဒါတော့ကျွန်တော်လက်ခံတယ်ရေဘူးရပဲလက်ခံတယ်လှုပ်လှုပ်လောက်ရမယ်သိတယ်ဒါပေမဲ့တကယ်ရင်ပြင်ကြပြင်တော့မယ်ဆိုရင်နော်ကျွန်တော်တို့လိုလားတဲ့ဒီဒီမိုစီကို ိုအာမခံချက်ပေးနိုင်တဲ့တော့တကယ်တိုင်းရင်းသားခွင့်ရင်းတွေကိုအာမခံချက်ပေးနိုင်တဲ့အချက်လက်တွေပါဝင်မဲ့ပြည်ပြည်ပြောင်းလဲမှုကိုဒီလွတ်တော်တွင်းကတော့မလုံနိုင်ဘူးလို့ကျွန်တော်ယုံကြည်တယ်။အဲ့တော့ကျွန်တော်တို့ဘက်ကတနည်းအားဖြင့်လွတ်တော်တွင်းမှာမပါဝင်တဲ့အင်အားစုတွေလွတ်တော်တွင်းမှာပြောခွင့်မရှိတဲ့ပြည်သူတွေကနေပြီးတော့เนาะလွတ်တော်ပြင်ပကနေပြီးတော့သူတို့ရဲ့သဘောထားတွေသူတို့ရဲ့အမြင်တွေကိုထုတ်ဖော်ပြောဆိုခြင်းဖြင့်လွတ်တော်တွင်မှာရှိလွတ်တော်အမှတ်တွေပိုသိမြင်လာမယ်ပိုကြားသိလာမယ်ဒါဆိုရင်လွတ်တော်တွင်မှာသူတို့ပြင်မဲ့ နောက်ဆုံးပစ္စည်းပုံပြင်မဲ့လုပ်ငန်းစဉ်တွေပေါ်မှာပို့ပြီးတော့ဟိုဗါလဲဘယ်လိုပြောဆိုတော့အကျိုးရှိရှိပေါ့နော်ဟိုထိထိရောက်ရောက်နဲ့ပြင်နိုင်မယ်မယ်ဆိုတော့ပြောင်းလဲခြင်းနဲ့တနည်းအားဖြင့်လွှတ်တော်တွေမှာလုပ်နေတဲ့ဖွဲ့စည်းပုံရှင်ဆောင်မှုတွေပြင်စင်လုပ်ငန်းစဉ်တွေကိုလွှတ်တော်ပြမမှာရှိတဲ့လူထုတွေပြည်သူတွေအဖွဲ့အစည်းတွေရဲ့တို့ဗါလဲလူလားချက်ဆန္ဒတွေကိုတင်ပြတောင်းဆိုရင်းနဲ့တွန်းအားပေးတဲ့သဘောဒီလိုကျွန်တော်ယူရမယ်လို့ဆို ကယားပြည်နယ်ဖရူဆိုမြို့နယ်ဆိုလျာကူးကျေးရွာမှာစစ်တပ်ကတင်ဆက်ထားတဲ့မြေတွေမှာစိုက်ပျိုးမယ်ဆိုရင်တပ်ပိုင်မြေမှာထုံရက်စိုက်ပျိုးကြောင်းလက်မှတ်ထိုးဖို့ခမရ931တပ်ကအမိန့်ထုတ်ပြန်ထားတယ်လို့သိရပါဗျ။ RFA သတင်းတောက်ကိုနေသွေးကတင်ပြထားပါတယ်ရှင်။ကယားပြည်နယ်ဖရူဆိုမြို့နယ်မြို့မကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ဆိုလျာကူးရွာမှာခလာရ931တပ်ကတင်ဆက်ထားတဲ့လက်မှတ်ဧက1200ရှိပါတယ်။ပြီးခဲ့တဲ့နှစ်ကအဲ့ဒီမြေတွေမှာတီးစားချပြီး ကြေးရသားတွေကိုစိုက်ပျိုးလောက်ကင်ခွင့်ပေးခဲ့ပြီမဲ့ဒီနှစ်မှာတော့တက်ကအဲ့ဒီလေရီမှာလောက်ကင်မယ်ဆိုရင်တပ်ပိုင်မြေမှာထွန်ရဲစိုက်ပျိုးကြောင်းလက်မှတ်ထိုးဖို့ခလာရ93တက်ကဒီလာစံပိုင်လောက်ကအမိတ်ထုတ်ပြန်ထားတာဖြစ်ပါတယ်အဲ့ဒါဟာတိန်စည်းထားတဲ့လင်မြေတွေကိုစစ်တပ်ပိုင်အဖြစ်သတ်မှတ်လိုက်တာဖြစ်ပြီးပြန်မပေးလို့တဲ့အတွက်ဖြစ်တယ်လို့ကျေးရွာသားတွေကယုံကြည်နေကြပါတယ်ဒီလင်မြေကကျွန်တော်တို့လောက်ကလောက်ရမယ် ကျွန်တော်မထူမဆိုင်တော့ကျွန်တော်ဘာစားတော့မလဲလားကျွန်တော်တော့အတော့လက်မတော့မထူနေဘူးဒါပေမဲ့ဒီမြီကတော့ဖိုးဖွားမြီကျွန်တော်လောက်လာတယ်လက်နှိမ့်ပေါများစွာလက်ရှိနေပြီနော်ကျွန်တော်တော့လက်ဒီမြီတော့ကျွန်တော်တို့စူလူဖို့လဲကျွန်တော်လက်မဆုပ်လို့နေတော့ဘူးပေါ့အဲ့ဒီလက်မြီတွေကိုဖူစုံမြို့နဲ့အခြေဆိုင်ခလာရ93တက်တက်က1993ခုနှစ်မှာတင်ဆက်ပြီးလက်မြီတွေကိုတီးစားပြန်ချခဲ့တာပါ ဒါလောကဖြစ်တဲ့ကိစ္စတခုပဲအပြည့်ဒီမိုကရေစီအနေနဲ့ပြည်လေမြတာမှုဆရာမချေရလဲရောက်နေပြီလေအခုတို့လာတိုင်းရဆိုလဲဒီဒေတာခတ်နေတဲ့ဘာမှမသိလဲရအောင်လေမသိနဲ့လာတိုင်းတော့တယ်လာတိုင်းတော့တယ်စားရပါလေထုတ်တော့တယ်ဆိုတော့ဒါလောကတရားမဝင်ဘူးတို့ကယူဆတယ်ဒါလောကဖြစ်သေးရောဒီပြဿနာအနေနဲ့တော့ ဒီပြင်းနေအစိုးရပေါ်မှာလည်းအမြဲတောက်မှုတရားရှိတယ်။လောက်ပေးဖို့သူရဲ့ပြည်သူပြည်သားတွေလောက်ပေးဖို့အဲသူတို့ကလည်းတောင်းဝန်ရှိတယ်။ခလာရ93တက်တက်ကထုတ်ပြန်ထားတဲ့အမိန့်ထဲမှာတပ်ပိုင်မြေမှာလောက်ကန်ကြောင်းလက်မှတ်မထိုးဘူးဆိုရင်လဲလောက်ခွင့်မရတဲ့အပြင်နွားကြောင်းခွင့်အမဲလိုက်ခွင့်နဲ့တပိုင်းတိုင်းတဲကြောက်တူတဲ့လုပ်ငန်းတွေကိုပိတ်ပင်ထားတယ်လို့ဒေတာခန့်တွေကပြောပါတယ်။ဒီဟာလောက်စားရတော့တော်တော်ကြာ။ဝါဟိုဘဘခေကြရဲ့ ။ဒါမဲ့ဝစီတာတိုက်ရလဲကြာပြီ။ဒါမဲ့ရေတော့လောက်ခွင်းရှိလေ။ဒီနေ့ကျမှမလောက်ရဘူးဆိုပြီးပြောတော့ကျွန်တော်လည်းမလောက်လဲမစားရဘူး။ဟောမပြည့်မနေလောက်ရမှာပဲ။ရောက်တိုင်းလည်းလိုအဲ့လိုပြော။ဟိုဘက်ကသူတို့တိုင်ထားတဲ့မြေပုတ်ကောင်းတယ်။ပိုလဲတတယ်။ပြီးတော့အခုဒီရောလူကထောင်နှရှိတော့မယ်လေ။လူကြီးကဒါကြောင့်မလို့အခုကဒီအကလောက်လောက်တော့မှ လိုလဲစောင်းနေရမဖူလုံးညတော့ဝဲတော့သူကပိုင်လိုက်မယ်ဆိုအဲ့ဒါပြီးလိုက်ဆိုတော့လူတွေအချင်းချင်းတတ်ကြမှတီချံသူတို့အနေနဲ့ပြည်နယ်ဝင်ကြီးချုပ်ရုံးအပါဝင်သမရယုံကြည်အထက်ကိုအစစ်စင်းစာတင်ထားပြီးတက်ဆိုင်ရာကမဖြေရှင်းပေးဘူးဆိုရင်ထုံထုံတိုက်ပွဲဆင်နွှဲပြီးဆန္ဒထုတ်ဖော်သွားမှာဖြစ်တယ်လို့ဒေတာခန့်တောင်သူတွေကပြောပါတယ်ခူစုံမြို့နယ်မှာရှိတဲ့ဆူလျာကုကျေးရွာဟာစပားကျောင်းမြေပဲကျောင်းကောက်ဆရာတွေကိုစာဝတ်နေရတဲ့အဓိကထားဆိုင်ပြိုးနေတာဖြစ်ပြီး အင်ချီ140ကျော်နဲ့လူဦးရေ680ကျော်ရှိပါတယ်ခင်ဗျာအရဖေကရုပ်မြင့်တကြားအစီအစဉ်တွေကိုဆက်လက်ပြီးထုတ်လွှင့်ပေးနေပါတယ် ရခိုင်ပြည်နယ်မှာအကောင့်ထဲပေါ်နေတဲ့ရထားလမ်းစီမံကိန်းကြောင့်ဒညဝတီဝေတာလီမြောက်ဦးစတဲ့ရှေးဟောင်းစုံနယ်နိမိတ်တွေအတွင်ရှေးဟောင်းလက်ရအထောက်အထားတွေပျက်စီးနေပါတယ်ဒီအကြောင်း RFA သတင်းတောက်မခင်ပြေစုံကတင်ပြထားပါတယ်ရှင်ရခိုင်ပြည်နယ်မှာအကောင့်ထဲပေါ်နေတဲ့စစ်တွေအမင်းမှုရထားလမ်းစီမံကိန်းဟာရခိုင်လူမျိုးတွေရဲ့ရှေးဟောင်းမျိုးတွေဖြစ်တဲ့ဒညဝတီဝေတာလီမြောက်ဦးစတဲ့ရှေးဟောင်းစုံ၃ခုကိုဖြတ်တန်းဖောက်လုပ်နေတာဖြစ်ပါတယ် ဝေးသားလေးကိုဝင်တာနဲ့ဝေးသားလေးမျိုးရိုးဝေးသားလေးကျုံဝေးသားလေးတတိုင်းနောက်တစ်ခါဝေးသားလေးမှာရှိတဲ့ဝေးသားလေးခက်ကမြေမြုပ်နေတဲ့ရှင်းဟောင်းပစ္စည်းများရှင်းဟောင်းအစကုန်များအားလုံးကနေပြီးတော့ပြသသွားပြီးတော့မှဝေးသားလေးခက်ကနေပြီးတော့မှမြေထဲမှာမြုပ်နေတဲ့ပစ္စည်းတွေကိုဘူးစိုးစားနဲ့တိုးဖော်လိုက်ပြီးတော့မှထွက်လာတဲ့ရှင်းဟောင်းပစ္စည်းတွေကဘယ်ကိုရောက်လို့ဘယ်ကိုပျောက်သွားမှမသိဘဲနဲ့အများကြီးပြသပြုတ်သွားပါလေဆိုတော့အစားထိုးမရအောင်ရှင်းကွက်ဖို့အရန်ကောင်းပါလေရထားလမ်းစီမံကိန်းကိုတညောက်ဒီစုံနဲ့နမိတ်အတွင်ဖြတ်တန်းဖောက်လုပ်နေတာဖြစ်ပါတယ် ရှိဟောင်းစုံနယ်နိမိတ်တွေကိုဖျက်တမ်းပြီးယထာလန်ဖောက်လောက်တာကိုဖျက်သိမ်းပေးဖို့ဒေသခံတွေကနိုင်ငံတော်သမ္မတဦးသိန်းစိန်အပါအဝင်ပြည်ထောင်စုအစီရင်ကျင်းမှုဝင်ကြီးဌာနကိုပြီးခဲ့တဲ့ဧပြီလတတိယဘက်ကစာရေးသားတောင်းဆိုခဲ့ကြပါဗါတယ်။အဲ့ဒီလိုတင်ပြတောင်းဆိုမှုတွေကြောင့်ရခိုင်ပြည်နယ်အစိုးရတာဝန်ရှိသူတွေဟာပြီးခဲ့တဲ့အပတ်ကဒေသခံတွေနဲ့ မြောက်ဦးမြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ဒါပေမဲ့အစိုးရတာဝန်ရှိသူတွေဘက်ကရှေးဟောင်းဆောင်နန်းမိတ်တွေအတွင်းကယထာလန်ဆက်လက်ဖောက်လုပ်ဖို့ကိုသာပြောဆိုခဲ့ကြတာကြောင့်ဒေသခံတွေအကြားမကျေနပ်မှုတွေလည်းဖြစ်ပေါ်ခဲ့ရပါတယ်။ဒီလူကြီးတွေကမြင်းတားလန်ဖောက်တာကိုနော်ကုံကြားထားပြီးအဲဖောက်တဲ့အတိုင်းဒါကခြိုက်စီရခင်နော်ညီနေပြီ။ဒီနောက်ဆုတ်ဖို့မကောင်းပါဆားလုပ်ဖို့ကောင်းပါတယ်ပြောတာ။ အဲ့ဒါနဲ့ကျွန်တော်တို့မှာမင်းရင်ထလန်းကိုကျွန်တော်တို့ရဖို့တော့ကျွန်တော်တို့ရှင်းလိုက်ပေါ့မြောင်းတော့ဆိုတာရှိတဲ့ရင်ချင်းမအောင်ပွေနေလို့ပြစ်ဆရာလိုက်မှာလားလို့ကျွန်တော်တို့ဒီလိုမပြစ်ဆက်နိုင်ပါရင်ချင်းမအောင်ပွေနေကျွန်တော်တို့ဝေစာလီရှေးဟောင်းမြို့တော်ရဲ့အတွင်းမှာနေထိုင်ကြတဲ့လူတွေကတော့ထလန်းကိစ္စနဲ့တိုင်းနိုင်လို့ရှိရင်လူကြီးတွေပဲ ဒီကောင်းတယ်မကကောက်အောင်ရှင်းဟောင်းနေမြင်နဲ့လေလွတ်စင်အောင်တို့ပြုတ်လို့ရင်တို့ကောင်းမယ်လို့ကျွန်တော်တို့ပြောချင်ပါ စစ်တွေအမင်းဘူးယထာလန်စီမံကိန်းကိုအစိုးရက2010ခုနှစ်ကစတင်အကောင့်ထဲပေါ်ဆောင်ရွက်ခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်ကလည်းမြောက်ဦးမြို့ကရှေးဟောင်းအမွေနှစ်လက်ရာတွေများစွာထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့တာကြောင့်ယထာဖောက်တဲ့စီမံကိန်းကိုတနှစ်နီးပါးကြာအောင်ယထာခဲ့ရပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့နှစ်ကပြန်ဆခဲ့ရမှာရှေးခေဝေသာလီမြို့ဟောင်းကလက်ရာတွေထပ်မံပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့လည်းသိရပါတယ်။စာပြီးသားနိုင်ငံတော်ရဲ့ project ဖြစ်နေတဲ့အခါကျတော့ ကိုကလည်းဝင်တန်းဖြစ်တော့သူတို့အခုလောဆယ်နေတာတော့ဒီနယ်ဆိုရကပြောတာပေါ့နော်ဆိုတာတော့သူတို့သဘောတူရင်တော့ဆက်လုပ်သဘောမတူရင်တော့ကြက်တာပဲယထာလန့်ဖြတ်တန်းသွားတဲ့ဒညဝူဒီမျိုးဟောင်းဟာခရစ်တော်မပေါ်မီ BC 600စုကတည်းကတည်ရှိခဲ့တဲ့မြို့တော်ဟောင်းတစ်ခုဖြစ်သလိုဝေသာလီမြို့တော်ဟာလည်းခရစ်တော်ပေါ်ပြီးနောက် AD 400စုမှာထင်ရှားခဲ့တဲ့မြို့တော်ဟောင်းတစ်ခုဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ အခုဆက်လက်ပြီးကချင်တိုင်းရင်းသားဘာသာစီစဉ်ကိုထုတ်လွှင့်ပေးမှာပါမြချင်းသားမျိုးမှာ NCCT တိုင်းရင်းသားကောင်းဆောင်တွေလူမှုတွေ့ဆုံပွဲပြုလုပ်ခဲ့တဲ့တဲ့င်းတရုတ်နယ်ဆက်ကချင်ဒုက္ခသည်စခန်းတွေမှာစေနာဝန်ထမ်းကျောင်းဆရာတွေလိုအပ်နေတဲ့တဲ့င်းနဲ့ဆွန်ပရာဘုံလမ်းမှာ KIA ကစစ်သားစုဆောင်ရေးပြုလုပ်ပြီးနောက်ဆိုရတက်ကလမ်းပိတ်လိုက်တဲ့တဲ့င်းတွေကိုမြန်မာဘာသာစာရင်းထိုးတင်ပြထားပါတယ်ရှင်။မွေးကျော်ငါကိုအားပြေချင်ဖို့တီဗီဘူခရက်ကံတတိုင်းကျန်ဒီလမ်းဆွန်ဂျန်ခမြန်မာစရအခွင့်အရေးကြီးလာရဲ့ 그바티카이 몽쇼와 몽사 상황단에만 이 심은 열심히 운동 모든 정말 본게 오그러세지 사주문화 왕의 몽샤 킹남께 깨에 떠오다 본주 두바 선급군 먹고나 내비도 수야케 뉴샤름난 동료 브란 몽사 스크립트마이 방스톰사페 모든 상황단 되게 근데 전 스크립트마된 가미데 수야고 미디아 페제랑레 인당만의 시가시담니 스프로나 닝무 쉐카트나카 만칸 긴스탑

mà tu không <coughs> có một con làm chủ hắn nó phải rộng ra này làm hắn nó làm thế đi tại nhìn nó phải chỉ được trong cái cuộc nào bắt không chấn chờ rằng à tiền chúng không như cái chuyện rằng trong lúc kinh nghiệm thiên nhiên bằng chồng như thế áp nông sửa để ta dám ra ngại làm chỉ ấy, nhất định sinh sửa ra chồng cô bây giờ lên bằng thả thằng chồng thiên nhiên bằng si thác ngại để tan thành chồng như thế cái cái bằng xung này vũ thằng chồng như thế làm làm sao được này thế 那面都什么特色？是呢、嗯，米吉纳尔塔，从大部分的街边的可能旁，太阳升过，缅甸中央的南北端的南界路来，街的顶部的呢，偏的可能它罗马的缅甸中央刚刚过了空的，米吉纳尔塔的西边是呢，拜达的西廊，街的在那个印度，马拉特东边的。刚才那巴达西先生给我们介绍的是。 ဒီညအတွက် RFA ရုပ်မြင်သံကြားအစီအစဉ်တွေလည်းဒီမှလည်းပြီးဆုံးပါပြီ။ကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုထူးကျေးဇူးတင်ပါတယ်။မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါစေရှင်။